အားလုံးပဲမင်္ဂလာပါ Red Manchester Football နဲ့ United တို့ကလည်းပြန်လေးပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့မနေ့ပိုင်းအတွက်နောက်ဆုံးရရှိထားတဲ့ United တရင်တွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြည့်အောင်ပါဒီထဲမှာဆိုလို့ရှိရင် Anthony Santos တို့အကြောင်းအရာတွေဒီ Fabrizio Romano ပြောထားတဲ့ Brentford အသင်းရဲ့တိုက်စင်းမှုမွန်ဘိုတို့ Matias Cunha တို့အကြောင်းအရာတွေပါမယ်ပြီးလို့ရှိရင် United ရဲ့ Champion League ဝင်ခွင့်ဒီပိုင်းနဲ့ပတ်သက်ပြီးတော့ဟိုအကြောင်းရှိမှတောင်းလာနိုင်တဲ့ transfer budget ဒီပိုင်း ဒီကြောင်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်လာဆွန်ရတာတဲ့အခြေအနေလေးနည်းနည်းဆွေးနွေးကြည့်အောင်ပါဆိုတော့ Anthony Santos ကြောင့်ရင်ပြောရမယ်ဆိုလို့ရှိရင်တော့ Manchester United အသင်းကတောင်ပိုင်းကစားမ Anthony အတွက်ပေါင်တန်း40အနေဆုံးသတ်မှတ်ထားတယ်ပေါ့ဗျာပေါင်တန်း40ထက်နေတဲ့ဘေကန်လန်မှုမျိုးကမှလက်ခံသွားမှာတော့မဟုတ်ဘူး United ကစွမ်းဆောင်ရည်ကောင်းတွေပြသနေပြီးတော့လက်ရှိအချိန်မှာဒီအရေးရှင်းတဲ့အလားအလားအလာရှိတဲ့ Brazil ကစားမအတွက်ပေါင်တန်း80ကျူအသုံးပြုပေးခဲ့ရတယ်ပေါ့အခုဆိုလို့ရှိရင်တော့ ရီဘက်တီမှာအန်တိုနီယာတော်တော်လေးကိုစွမ်းဆောင်ရကောင်းပြီးပြသနေပြီဒါကြောင့်မလို့အန်တိုနီကိုအက်သလက်တီကိုမက်ဒရစ်ဘိုင်ယန်မြူနစ်တို့လိုအတန်းမျိုးတွေကစိတ်ဝင်စားနေကြတယ်ပေါ့စိတ်ဝင်စားစောင့်ကြည့်နေကြတယ်အန်တိုနီကိုခေါ်ယူဖို့ဒီစိတ်ဝင်စားလာတဲ့အတန်းကြီးမှာဆိုလို့ရှိရင်နောက်ဆုံးတော့ဘိုင်ယန်မြူနစ်တို့ပါလို့ပါလာပြီးပြရအက်သလက်တီကိုမက်ဒရစ်အပြင်တခြားသောစပိန်အတန်းတွေဒီဂျာမန်ကလပ်တွေကသူတို့ကိုစိတ်ဝင်စားစောင့်ကြည့်နေတဲ့အချိန်ဒီမှာရှိရဆိုတော့အန်တိုနီဆန်တိုစ်နဲ့ပြောရရင်တော့ပေါင်တန်း၄၀ဆိုတာက တန်ပါတယ်အင်ဒိုနီးရှားတို့စ်နဲ့ပတ်သက်ပြီးတော့ပေါင်တန်40ဆိုတာကတန်ပါတယ်ကစားသမားတယောက်ကိုကျွန်တော်တို့လက်ရှိအချိန်မှာခေါ်မယ်ဆိုလို့ရှိရင်ပေါင်တန်40လောက်မပြီးရင်ဘယ်ကစားသမားကိုမှမရောက်ဘယ်ကစားသမားကိုမှမရောက်ကျွန်တော်ခေါ်တော့ကဆိုလို့ရှိရင်ပေါင်တန်80ထောင်ပေးကြရတာလက်ရှိမှာကျွန်တော်တို့ဟိုဒီစူးစမ်းမဲ့ဗျာ LMD လေးတို့ပါတော့မှအနည်းဆုံးပေါင်တန်30ပေးရမှာပေါင်တန်30ပေးရမှာအင်ဒိုနီးရှားတို့စ်ကလက်ရှိမှာတော်တော်လေးကိုရှည်စွမ်းကောင်းနေတယ်တော်တော်လေးကိုဟော့ဖြစ်နေတယ်လာလီယာမှာလည်းတော်တော်လေးတည်တန်းထွက်နေရဲ့ ကစားမှာပါသူရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့သူကဗိုလ်လီမန်ချက်စတာယူနိုက်တက်မှာကစားခဲ့စဉ်ကာလတုန်းကတော့အတင်းမှာဟိုဘယ်လိုပြောရမလဲအတင်းက friend တစ်ခုရှိမနေတဲ့အခါဘိုးသွဲမဲ့ကစားမှာနေမရှိရသူလည်းအများကြီးရုန်းကန်ရတယ်ဖန်တီးပေးတဲ့အခွင့်အရေးတွေကလည်းအများကြီးဟိုမှာမဖြစ်ဘူးဗျာအတင်းက friend တစ်ခုရှိမနေတော့ကစားမှာယုံကြည်မှုတွေပါနည်းနည်းအောက်သွားတဲ့အခြေအနေမျိုးမှာသူကအများကြီးမဖြစ်ထွန်းခဲ့ဘူးဆိုတော့ premier league မှာလည်း ဒီ physical demand တွေပိုင်းနဲ့သူကတိတ်အသားမကျတဲ့ပုံစံပဲဒါကြောင့်မလို့ premier league မှာမအောင်မြင်ခဲ့ဘူးဒါပေမဲ့လို့သူ spain ကိုရောက်သွားတဲ့အခါမှာတော့လက်ရှိ repetitive တို့ဘာလို့မှတော်တော်လေးအလုပ်ဖြစ်နေတယ် isco တို့ဘာလို့နဲ့ပေါင်းပြီးတော့ဗောလေလက်ရှိတော့သူက repetitive ရဲ့ ancient man သားပဲ anthony santos ကဆိုတော့ anthony santos ကိုလိုချင်နေဆိုလို့ရှိရင်တော့ united ကတော့ပေါင်တန်း40ပဲပေးဆိုပြီးတော့လက်ရှိမှာပြောထားတယ်ပေါင်တန်း40နဲ့နေလို့ရှိရင်တော့လက်ခံသွားမှာမဟုတ်ဘူးပေါ့ပြောရလို့ရှိရင်ဒါက Titan နဲ့အပြောင်းအရွှေ့တခုလို့ကျွန်တော်ယူဆတယ်ဆိုတော့ညီကိုရဲ့အမြင်ကိုလေဆွေးနွေးကြပါအောင်ဒီရဒီနောက်ရဒီမှာတော့ Anthony Santos တရား United ကိုပဲပြောင်းအောင်လာမလားတခြားတန်းတွေကိုပဲပြောင်းရွှေ့သွားဖို့ရှိမလားဆိုတော့စောင့်ကြည့်အောင်ပါဗောလေကျွန်တော် Fabrizio Romano ရဲ့အဆိုအရ Wolf အသင်းရဲ့ Brazil ကွန်းနဲ့ Tite ကစားသမား Matias Cunha က Manchester United အသင်းရဲ့အဓိကကစားသမားအဖြစ်အဓိကပြင်မှတ်အဖြစ်ဆက်လက်ပြီးတည်ရှိနေတယ်ဗောလေ Manchester United အသင်းက Brentford Tite မူ Bayern မွန်ဘိုဖို့ ဒီမန်ဘိုကိုလည်းခေါ်ယူဖို့အတွက်စိတ်ဝင်စားနေရဲ့ကလပ်များစွာတွေကအတင်းအတန်းဖြစ်နေပြီးတော့သူ့ကိုခေါ်ယူဖို့ပြိုင်ဆိုင်မှုတွေတော့ရှိနေသေးဖြစ်တယ်။ဒါပေမဲ့လို့ဒါကကနဦးကနဦးရှိအရှင်နေပဲရှိသေးတယ်ဗောနော။ဘာမှထွေထူးကြိုးပမ်းထားတာမျိုးလည်းမရှိသေးသလိုဒီအေဂျင့်တွေဘာနဲ့လဲဘာမှအများကြီးရှိစစ်ထားတာမျိုးမရှိသေးဘူးဆိုပြီးတော့လက်ရှိထွက်နေတဲ့ report တွေပေါ်မှာသူ့ရဲ့ဟိုဘောဖော်ပြထားတယ်ဗောနော။ပြောပြောလို့ရှိရင်တော့ Medis ကုညာကကျွန်တော်ရဲ့တကယ်တိုက်စစ်ပြစ်မှတ်ပါ ဘာလို့တိုက်စီပြင်းမဖြစ်နေရလဲဆိုလို့ရှိရင်ကျွန်တော်ပရီးမီးယားလိဂကစားသမားဖြစ်တယ်ပရီးမီးယားလိဂအန်ဝခွန်ကြပြုပြီးသားဖြစ်တယ်ပြီးလို့ရှိရင်ဝူဘန်အတန်အဲမှာလေ343 system မှာအန်ဝခွန်ကြကစားပြနေရဲ့ narrow number 10 room မှာကစားတဲ့ကစားသမားဆိုတော့ကျွန်တော် fundest တို့ဘာလို့အသက်ကြီးလာတဲ့အနေထားမှာဒီတိုက်စစ်မှာလေကျွန်တော် number 10 room မှာလုံလုံလောက်လောက်ကိုးသွင်းနိုင်တဲ့ကစားသမားမရှိတဲ့အနေထားမှာ Matthias Cunha က United အတွက်ပထမဆုံးရွေးချယ်စရာအကောင်းဆုံးကစားသမားဖြစ်လာတာဆိုတော့ ဒီကစားမားနဲ့ပတ်သက်ပြီးတော့လေဆွေးနွေးမှုတွေကတော်တော်လေးအပေါင်းလက္ခဏာဆောင်နေပြီးတော့တချို့သတင်းဌာနတွေမှာဆိုလို့ရှိရင်ရှေ့တပတ်လောက်ကလုံးဝဒီ physical personal agreement တွေပါရခဲ့ပြီဆိုပြီးတော့မှပြောနေကြတာရှိရဒါပေမဲ့လည်းလို့လက်ရှိအချိန်မှာတော့သတင်းတွေကလည်းငြိမ်နေတယ်ပေါ့နော်ဆိုတော့ငြိမ်ငြိမ်စွာတော့ဘယ်အချိန်ကြီးဘလူတွေထွက်ပေါ်လာမလဲတော့ကျွန်တော်မသိဘူးဆိုတော့ Matthias Kunya ကအသင်းအတွက်တကယ်ကိုအကျိုးပြုမဲ့ကစားသမားပါပြီးလို့ရှိရင်ကျွန်တော်နောက်ထပ်သတင်းထွက်နေရာတွေပါလေရှိရပါတော့ဒါပေမဲ့လို့ Matthias Kunya ကတော့ အတန်းရဲ့အဓိကတိုက်စစ်မှု Ryan Shakiro ဘာလို့နံပါတ်10ရောမှာသတင်းထွက်နေဆိုမြဲလို့အတန်းဘက်ကတော့ဂျူပန်ပို့လို့ရှိတယ်။ဒါပေမဲ့ကျွန်တော်ငွေကြီးလိုအပ်နေပါသေးတယ်။မွန်ဘိုလို့ဘာလို့ကတော့ဗျာပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အတန်းဘက်ကစောင့်ကြည့်နေစေအခြေအနေမှာရှိတယ်။ဘာမှထရီထူးလှုပ်ထားတာမျိုးတော့မရှိသေးဘူး။ဆိုတော့မွန်ဘိုတိုင်းဘာနဲ့ပတ်သက်ပြီးတော့မွန်ဘိုကတော့ကောင်တာတို့ဘာလို့ဒီ quick transition တွေမှာတော်တော်ကောင်းတဲ့ကစားမှာပြီလား။ကျွန်တော် brand phone နဲ့ကစားခဲ့တဲ့ပွဲမှာလည်း သူဘာလို့လောက်ပြနိုင်လဲဆိုတော့ကျွန်တော်မြင်ခဲ့ရတာပဲတိုရီတွန်းနာတွန်းနာယုံနိုင်တယ်အဆင်ပြေတယ်ဒါပေမဲ့လို့မန်ချက်စတာယူနိုက်တက်ကတော့လီယမ်ဒီလေးကိုပို့ပြီးမှသဘောကျနေတဲ့အရှင်ကြီးရှိတယ်မွန်ဘိုလို့ဘာလို့ခေါ်မယ်ဆိုလို့ရှိရင်တော့ပေါင်တန်း80ကျော်ပါသွားမယ်လို့ကျွန်တော်ယူဆတယ်သူတို့အတန်းဒီဘက်ကတောင်းဆိုမှာအဲ့လောက်နီးပါးကိုရှိမှာဆိုတော့လီယမ်ဒီလေးကတော့ပေါင်တန်း30လောက်နဲ့ရမယ်အတက်လည်းငယ်သေးရဲ့ဆိုတဲ့အတွက် United Revolution မှာဒီ laptop ဘာလို့ကအတန်းတူဆုံးကစားမှာလို့ကျွန်တော်ထင်တယ်မက်တီးစ်ကူညာနဲ့ဒီ laptop ကိုခေါ်ဖို့တော့အတန်းမှာပတ်စံရှိရဲ့ ဒါပေမဲ့နောက်ထပ်ကစားမားတွေခေါ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ယူပါလိရမှာပဲအများကြီးတိုးတက်ပြောင်းလဲသွားမှာပေါ့ဗျာယူပါလိရမှာပဲကျွန်တော်တို့ရဲ့အတင်းကအများကြီးတိုးတက်ပြောင်းလဲသွားမှာဖြစ်တဲ့အတွက် BBC ကဖော်ပြထားတဲ့သတင်းကိုဆက်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်တော့ United အတင်းကလာမဲ့ရာသီမှာ Champion League မှာဝင်ပြိုင်ခွင့်ရခဲ့မယ်ဆိုလို့ရှိရင် ရှမ်ပီယံလိကပွဲစဉ်၈ပွဲစလုံးကိုအရှုံးနဲ့ပဲထွက်ခွာခဲ့ရမယ်ဆိုလို့ရှိရင်တော့အနည်းဆုံးပေါင်တန်း80ရရှိသွားမှာဖြစ်တယ်ပေါ့လေတကယ်လို့နောက်ပိုင်းပွဲစဉ်တွေမှာကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ပြီးတော့ရာသီတိုင်းနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့လက်မှတ်ရောင်းရငွေပြန်ပွဲကစုချင်းငွေနဲ့စပွန်ဆာကြီးတွေပါရည်ဆိုလို့ရှိရင်ပေါင်တန်းတရာကျော်လောက်ထိရရှိသွားဖို့ရှိရဆိုပြီးတော့ BBC ရဲ့ဒရန်ဟောက်တွေက report လုပ်ထားတယ်ဆိုတော့ဒါကတကယ်ပါဒါကြောင့်မလို့ကျွန်တော်တို့ယူပါလိကဘလောက်ထိအရေးကြီးလဲဆိုတာကျွန်တော်တို့လက်ရှိမပြောနေရတာ ယူပါလိမရရင်မန်ချက်စတာယူနိုက်တက်ရဲ့ဒီကားလေးမှာဘာမှမဟုတ်တော့ဘူး။ကစားမဝယ်ယူမှုတွေရောဘာမှကောင်းကောင်းမမလုံနိုင်မှာမဟုတ်တဲ့အပြင်ဘယ်လိုပြောရမလဲ။ဟိုဘာအောင်မြင်မှုမှလည်းမရပဲနဲ့တကယ်ကိုဆိုးရွားတဲ့ယာတိတစ်ခုဖြစ်ခဲ့မှာ။ဒါပေမဲ့ယူပါလိသာရသွားခဲ့မယ်ဆိုလို့ရှင်တော့ကျွန်တော်တို့အများကြီးဟိုအရှင်ကြီးကောင်းသွားမှာပေါ့ဗျာ။အတန်းရဲ့လုံးဝအဆိုးရွားဆုံးယာတိတစ်ခုမှတော့မှမန်ချက်စတာယူနိုက်တက်ဟာယူပါလိဖလားကိုယူနိုင်ခဲ့တယ်ဆိုတော့ခုံပုတ်ကပိုလီရှီကိုထက်ပြီးတော့ရောက်လာအောင်ပါ။ ပြီးလို့ရှိရင်တော့ဟိုဒီကျွန်တော်ရဲ့နီးပြဖြစ်တဲ့ရူကနာမိုရင်ရဲ့ရာရောက်စရာဒီမှာပဲယူပါလိဖလားကိုယူပေးတဲ့မှတ်တမ်းနဲ့တူအမှတ်ရစရာရာဒီခုလေဖြစ်သွားမှာပေါ့လေဆိုတော့ယူပါလိဖလားကအတင်းအတွက်အများကြီးအရေးပါတဲ့အရှင်းနေပါကျွန်တော်ယူပါလိဖလားရဖို့လိုပါတယ်ကျွန်တော်လက်ရှိတဲ့နေရတော့ဒါပါပဲအမြင်လေးတွေဆွေးနွေးကြပါအောင်ကြီးရှုပ်ရပေးရရွဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်ကြည့်ကြမယ်တက်တာပါ